ပါခင်ဗျာ SK မလေးစကားပြော channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာတည်တင်ကန်းဆံမှာတော့အဖေအမေအဖိုးအဖွားမြင်းမြစ်စားတဲ့မိသားစုတော်ဆပ်ပုံတွေကိုမလေးလိုဘယ်လိုခေါ်တယ်လဲဆိုတာလာရောက်မြင်ဝေပြီးတော့မှဖြစ်ပါတယ်အဖိုးကိုမလေးလိုဒါတော့ဒါတော့ဒါတော့လို့ခေါ်ပါတယ် ုံမောယင်းနှချစ်ခင်တဲ့ပုံစံနဲ့ပြောဆိုမယ်ဆိုရင်တော့အတုအတုလို့ပြောဆိုရမှာဖြစ်ပါတယ်မြန်မာလိုကြတော့ဖိုးဖိုးဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်အဖွားကိုမလေးလို့နေနဲ့နေနဲ့နေနဲ့လို့ခေါ်ပါတယ်အဖေကိုမလေးလို့ပါ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  ပါပါလို့ခေါ်ပါတယ်ဒီထက်ပုံမော်ရင်းနှီးချီခင်တဲ့ပုံစံမျိုးနဲ့ပြောဆိုဆက်ဆံချစ်တဲ့ဆိုရင်အယအယအယလို့ပြောဆိုရမှာဖြစ်ပါတယ်မိကိုမလေးလို့ဤဘူးဤဘူးဤဘူးလို့ခေါ်ပါတယ်နောက်တစ်မျိုးအနေနဲ့မမမဒါမမောရင် အမဆိုပြီးတော့ပြောဆိုလို့ရပါတယ်။ဦးလေးကိုမလေးတို့ပါချီပါချီပါချီလို့ခေါ်ပါတယ်။ဟုတ်တယ်ပါချီဆိုတဲ့အတုံးလုံးကကိုမိဘရဲ့ညီကိုအရင်ဟုတ်တယ်ဖြစ်စေမဟုတ်တယ်ဖြစ်စေကိုရဲ့ဦးလေးအရွယ်ကိုပါချီလို့ခေါ်ဆိုတုံးလုံးနိုင်ပါတယ်။ဟုတ်တယ်ပါချီပြင် ပုံမတိကျတဲ့အခေါ်အဝေါ်အတုံးလုံးတွေရှိပါသေးတယ်။အဲ့ဒါတွေကတော့ပလုံးပလုံးပလုံးအဖေရဲ့အကိုအကြီးဆုံးပလုံးမဟုတ်ပါဘူးနော်ပလုံးဖြစ်ပါတယ်။ကိုအမေဖေရဲ့အကိုအလက်ကိုပငါပငါပငါလို့ပြောလို့ရပါတယ်။ ဖေးအမေရဲ့အငယ်ဆုံးအကိုကိုပကြည်ပကြည်ပကြည်လို့ခေါ်ပါတယ်ဒါမှမဟုတ်ပစုပစုပစုလို့ခေါ်ဆိုတုံးလုံးနိုင်ပါတယ်နောက်ပြီးတော့အတော်ကိုမလေးလို့မကြည်မကြည်မကြည်လို့ခေါ်ပါတယ်ဟောဒီမကြည်ပြင်း တခြားပုံမတကြတဲ့အခေါ်ပေါ်သုံးလုံးတွေခေါ်ပေါ်သုံးလုံးနိုင်ပါသေးတယ်ကိုမိဘရဲ့အမအကြီးဆုံးကိုမလုံးမလုံးမလုံးလို့ခေါ်ပါနဲ့နောက်ပြီးတော့ကိုမိဘရဲ့အမအလတ်ကိုမငါမငါမငါဆိုပြီးတော့ခေါ်ဆိုသုံးလုံးလို့ရပါတယ်ကိုမိဘရဲ့အမအငယ်ဆုံးကို ဆိုမဆိုမဆိုလို့ပြောဆိုလို့ရပါတယ်ပဆူရောမဆူရောဆိုတဲ့အခေါ်အတုံးလုံးတွေကိုတိတ်ပြီးတော့မတုံးပါဘူးပကြည့်မကြည့်ဆိုတဲ့အတုံးလုံးကိုတော့အဓိကအသုံးပြုကြတာကိုတွေ့ရမှာဖြစ်ပါတယ်ညီအကိုမောင်နှမကိုမလီလို့အတေဘာအတေအတေပရတေအတေပရတေလို့ခေါ်ပါတယ် ညီလေးဒါမှမဟုတ်မောင်လေးကိုအတေလလာကီအတေလလာကီအတေလလာကီလို့ခေါ်ပါတယ်ညီမလေးကိုမလေးလို့အတေပရမ်ပွန်အတေပရမ်ပွန်အတေပရမ်ပွန်လို့ခေါ်ပါတယ်ကိုယ့်ရဲ့အောက်ကအငယ်ညီမလေးဖြစ်ဖြစ်ညီလေးဖြစ်ဖြစ် မောင်လေးဖြစ်ဖြစ်ညီမလေးဖြစ်ဖြစ်အားလုံးကိုချုံမောင်ပြီးတော့အတေအတေအတေလို့ခေါ်ဆိုတုံးလုံးလို့ရနိုင်ပါတယ်အကိုကိုမလေးလို့အဘန်းအဘန်းအဘန်းလို့ခေါ်ပါတယ်ညီကိုမောင်နှမဝမ်ကွဲကိုစပူပူစပူပူစပူပူလို့ခေါ်ပါတယ်ဥပမာ အကိုဝန်ကိုယ်ကိုအဘစပူပူအဘစပူပူအမဝန်ကိုယ်ကိုကာကာစပူပူကာကာစပူပူညီဝန်ကိုယ်ကိုအတေစပူပူအတေစပူပူမဝန်ခွဲခိုလေအတိစပူပူလိုပဲပြောဆိုသုံးလုံးလို့ရပါတယ် လင်ယောက်ျားကိုမလေးလို့စွာမိစွာမိစွာမိလို့ခေါ်ပါတယ်မိမတော့မဟုတ်မယားကို history 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 လို့ခေါ်ပါတယ်နောက်တစ်မျိုးအနေနဲ့မိမတော့မဟုတ်အမျိုးသမီးကိုဘီနီဘီနီဘီနီလို့ပြောလို့ရပါသေးတယ် မလေးလိုလင်မယားလိုပြောချင်လို့ရှိရင်ဆွာမီအစ်စတရီဆွာမီအစ်စတရီဆွာမီအစ်စတရီလိုပြောလို့ရပါလေတာမီတမဟောတာဖာကိုမလေးလိုအနာပရအနာအနာပရနာအနာပရနာလိုပြောလို့ရပါတယ်